အမတီဗီ4မင်းသားထူရှောင်းနေတဲ့ပုံပွားကိုသိကျင်နေကြလို့နိုင်ငံပြောပြလိုက်တဲ့ကြားမြင်ဆရာမတော်မကျော်အားလုံးပဲမင်္ဂလာပါရှင်သစ္စလီဝေနီနျူပေးကနေပြန်လည်ကားကြိုဆိုလိုက်ပါရီတိကျဆောင်သူဟာမတော်တဆမှုနဲ့ကွင်လွန်သွားခဲ့တာဖြစ်ပြီးသူတေပြိတ္တတရားစိတ်မကောင်းဖြစ်နေကြပါရီ သူဖြစ်ခဲ့တဲ့နေရာကအရင်ကတည်းကမတော်မဆမှုတွေမကြာခဏဖြစ်တဲ့နေရာဖြစ်တာကြောင့်ထုကိုလိုလဲလဲမဖြစ်မှာကိုပြိတ္တတရားဆိုရင်ကြပါရီအပင်ကမကြည့်ပေမဲ့လည်းအသက်တစ်ချောင်းလောက်ပါသွားခဲ့ရတဲ့တွေ့ထူရောက်ရှိနေတဲ့ပုံပေါ်ကိုသိကျင်နေကြပါရီအပင်မှာလေတန်ချောင်းကြီးကစိုက်နေတာကြောင့်အိပ်ပင်နားမှာတရားနာမျှဝေတာတွေလုပ်ခဲ့ပါရီအချို့ကတော့ထုကွယ်လုံးရတာကလုံချန်ခင်ရတာဖြစ်နိုင်ပြီးကားပေါ်မှာပါလာတဲ့သူတွေကဘာမှမပြောခဲ့တာကြောင့်မကြေနပ်ကြပါဘူးသူရဲ့အမခင်ပြိတ္တတရားကောင်းမွန်ရာပုံပေါ်ကိုရောက်စေချင်တာကြောင့် အကြောင်းမြင်ဆီယမတွေကိုလည်းမင်းနေကြပါရီသူရဲ့ပရိသတ်တွေကသူ့ဖြစ်ကိုတနာတာကြောင့်ဝိညာဉ်ဟောရေးဆီယမဒေါမကျော်ကိုကူညီတောင်းနေပါရီဒေါမကျော်ကအကြောင်းမြင်ရသူတယောက်ဖြစ်ပြီးမကျွလို့သူတွေကသူ့ကိုကူညီတောင်းခံကြပါရီဝိညာဉ်နေနဲ့ဆက်သွယ်စကားပြောနိုင်ပြီးတော့ကွယ်လွန်သူတွေရောက်ရှိနေတဲ့နေရာကိုအတိအကျပြောနိုင်သူလည်းဖြစ်ပါရီသူရဲ့ပရိသတ်တွေကမျောလင်းချက်လေးတစ်ခုခု ဖြစ်ဖြစ်ရချင်တာကြောင့်မလို့ဒေါ်မကျော်ထမမင်းနေကြပါရီသူရဲ့မိသားစုဝင်တွေကဆ iam မဒေါ်မကျော်နေကြည့်ပြီးဖို့တွေ့အခုမှ booking data ဆေးဖြစ်ပြီးရောဆ iam မကလည်းခီးထွက်နေသေးလို့ hobby လို့မရသေးပါဘူးဒေါ်မကျော်ကကွယ်လွန်သူတွေရဲ့နောက်ဆုံးဆန္ဒကိုဖြစ်ပြီးချင်တာကြောင့်မိသားစုဝင်တွေကိုယ်တိုင်လာမေးမသားဖြစ်ပြရပါဒီလိုเจ้าရတွေကမိသားစုဝင်တွေရဲ့ခွင့်ပြုချက်ကိုရှာပြီးမှသာတင်လို့ရတဲ့အရာဖြစ်လို့ဒေါ်မကျော်ကမပြောသေးပါဘူးတိုင်းမဲ့ပြည်သက်တွေကအရင်သိချင်နေတာကြောင့်ဒေါ်မကျော်ဟာရေးမှုလေးပြောပြလိုက်ပါရီ သူကလည်းရှိမှတာရုခေါ်လို့ရတဲ့ပုံတကူအမြောက်ဝရရေးကြားလိုက်တဲ့ပုံတကူမှရောက်ရှိနေတာဖြစ်ပြီးရွာတော်ရှင်ကခေါ်ထားတယ်လို့ဆိုပါရီချုပ်ထားတာမဟုတ်ဘဲနဲ့လက်ရှိမှာခေါ်ထားပြီးုံသားရှိပြီးပိုကောင်းတဲ့ဘဝကိုသွားနိုင်အောင်စောင့်နေရလို့ဆိုပါရီ ်သူကမိဘကိုလိုကျွေးခဲ့တဲ့သားတယောက်ဖြစ်တာကြောင့်ဒီကုသိုလ်ကြောင့်မေပုဂ္ဂိုလ်ပိုင်းကခေါ်ထားပေးတာဖြစ်ပါ යි အခြေတကူရောက်တဲ့အချိန်မှာတော့သူကပိုကောင်းတဲ့နေရာကိုရောက်မှာဖြစ်တယ်လို့ပြောလိုက်ပါ යි အယံဆိုရင်မို့အတွက်တုံးမကျော်ဟာပြောပေးထားပြီးတော့သူကမကြခင်မှာကောင်းတဲ့နေရာတစ်ခုကိုရောက်တော့မှာပါလို့ဆိုပါ යි တုံးမကျော်ဟာသူရောက်နေတဲ့ပိုဘွားကိုတီးပြီးသားဖြစ်ပြီးကုညီလို့ရတာတွေကိုလည်းကုညီသွားမှာပါမိဘကိုလိုကျွေးတဲ့သားတယောက်ကမဖြစ်သင့်မင်းနဲ့ကွက်လို့ရတဲ့အတွက်နှမျောနေပါ යි ချူရံမီကလည်းသားဖြစ်သူကိုလိုလက်လက်ဖြစ်စေခြင်းပြီးရက်လေတဲ့ရက်မှာလာရောက်တော့ဆက်လီမလားဆိုပြီးတော့စောင့်နေပါသေးတယ်။ဒိုင်မေထူကအိမ်မက်လည်းမပေးသလိုအရေးအောင်လည်းမပြခဲ့ပါဘူး။သူရဲ့ချစ်သူမင်းကလေးကတော့သူ့ဟာလုံချန်ခင်ရတာမဟုတ်ပေအယံမိုးတာကြောင့်ဒီလိုဖြစ်သွားတာပါလို့ဖြစ်ရှင်းထားပါရည်။ညတနာရီတီတောက်ထားခဲ့ပြီးအိမ်ပြန်လာတဲ့အချိန်မှာသူဟာကားကိုရှိန်မြင့်ကမောင်းခဲ့တာကြောင့်အရှိန်မထိန်နိုင်ပေဖြစ်တင်တာတွေဖြစ်သွားခဲ့ရတာပါ။သူရဲ့ကောင်မလေးကအများတန်တရားဝင်တာကိုခံနေရပြီးသူကိုယ်ရင်းလေးစိတ်မကောင်းဖြစ်နေပါရည်။ သူရဲ့ကာမာရီယာတစ်ဖက်မှာလေသူ့ဘေးစေအောင်တက်ရတာကိုကြုံနေခဲ့ရပြီးသူ့တွေစိုးစုံချင်နေဖြစ်ခဲ့ပါတယ်။သူရဲ့မိကသူသားလေးကိုလွတ်လပ်စေခြင်းပြီးတော့ဘသူကမှတန်လျာဝင်မှုတွေတောင်းဆိုထားပါတယ်။မိဘကိုလွတ်ကျွေးခဲ့တဲ့ကုသိုလ်ကြောင့်သူလေကောင်းမွန်တဲ့ဘဝကိုရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွင်မှလေစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီဒေနုပညာရှင်ရဲ့အသင်းနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။